ြင်လာပါခင်ဗျာဒီလို channel ဖြစ်တဲ့ linga support channel ကနေလည်းကြိုဆိုပါတယ်ဟုတ်ကဲ့ပါကျွန်တော်နေတဲ့ပေါ်တော့ဒါအင်္ဂလန်ရဲ့ဒါ EFN Cup ပေါ်တော့ League Cup ဖလားပေါ်စင်ကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီပေါ်စင်အကုန်လုံးကျွန်တော်ရွေးချယ်ပေးသွားမှာဒါမောင်းဆောလို့ရတယ် body လည်းရွေးထုတ်ပေးသွားမှာဖြစ်ပါတယ် body ကြတဲ့ညကတော့ body ကစားပါမကြတဲ့ညကတော့ကိုကြတဲ့ဘက်ကနေဆော့ကစားလို့ရပဲမောင်းလေပေါ့နော်အဲ့ကြပထမဆုံးအစောဆုံးပွဲစဉ်ကျွန်တော်ရွေးချယ်ပေးမှာဆိုတော့ဒီ Arsenal နဲ့ Brighton ပွဲစဉ်သွားမယ်။ Arsenal နဲ့ဒါ England Premier League ပွဲမှာနိုင်ရရှိရဲ့ Brighton ရှုံးနေတယ် အင်္ဂလန်ပလီးမားလီရဲ့ဒီပွဲစဉ်မှာဆိုရင်အာဆင်နယ်ခရစ်စတာဘဲလို့ကတ်နိုင်လာပြီးတော့ဘိုက်တန်ကကိုးပြန်ပေါ့နော်ဖိုတူနဲ့ရှုံးနေတာမန်ချက်စတာယူနိုက်တက်ကိုအဲ့တော့ဒီနေ့အာဆင်နယ်ရဲ့ဖောက်ပစ်တိုင်းပေါ်စီရဘိုက်တန်ကိုအလုံးသွင်းမှအပြဆုံးအရှုံးသေးရနေပြီးတော့ဂူပေါင်းသေး၃လုံးတည်ပေးထားတယ်။အဲ့တော့အာဆင်နယ်ရဲ့ဒီဘော်ဒီစီးကဒါပြေးသက်တွေအကြိုက်ပေးထားတယ်။ဒါညီကိုတို့အကြိုက်ကိုလည်းဖောက်ပစ်ထားတယ်။ဂူပေါင်းသေးက၃လုံးတည်ဗျ။သူ့အောက်မှာကတ်လိုက်နေတာတင့်တော်မဲ့ဈေးတွေပေါ့ဗျ။ဒါပေမဲ့အာဆင်နယ်ကအင်္ဂလန်ပလီးမားလီပြင်ဥရောပ တခြားပွဲစဉ်တွေမှာလည်းဒါညွှန်မထားပြီးတော့ဒီ flash လောက်ကိုတော့သူကလူဆုံးထုတ်သုံးသွားမလို့ကျွန်တော်ကတော့မနင်မိဘူးမတွေးမိဘူးမခံမမိဘူးပေါ့နော်ဆိုတော့ fighter ကဒီ flash ကိုလိုချင်တယ်ဆိုတော့ထပ်လက်ရုံးလာအောင်မက်ချက်စတာယူနိုက်တက်ကိုရှုံးလိုက်ထားတဲ့ fighter ကအသင်းကြီးတို့ဒုက္ခပေးနိုင်တာဖြစ်တယ်။ဒါပေမဲ့ Arsenal တိုက်စစ်ပိုင်းမှာဂိုးသွင်းမှုရုံးကန်တယ်ဆိုတော့ဒီနေ့ဒီ fighter ကိုအနိုင်ယူသွားဖို့တော့ကစားသမားရဲ့ချန်လာပါတယ်။ England Premier League လည်းလာမယ်။ဘတ်တင်းငွေမှာရှင်ပြရမှာ။အဲ့ကြတော့လူဆုံးမထုတ်ဘဲနဲ့ဒီ fighter ကိုရှင်ပြရင်တော့ဘိုးကအပြစ်သိခွာပါမလား။ ကျွန်တော်ကိုခံမရကလည်းကတော့အာဆင်နိုင်သွားမယ်ဆိုရင်လည်းဒါကိုကတော့အပြက်ကြီးတော့ဖြစ်နိုင်သွားမယ်လို့မထင်ဘူးဆိုတော့ Brighton ကလည်းအလောက်ဒီကိုပြရလို့မထင်ဘူးဗျဖြစ်နိုင် Brighton တော့ပြန်ပြီးတော့အနိုင်ရရှိသွားမလားလို့တော့ကျွန်တော်တွေးမိမိပါတယ်စက်ကြက်ကိုရွေးချယ်ပေးမယ်ဆိုရင် Arsenal နဲ့ဒီ Brighton တို့ပွဲစဉ်မှာကျွန်တော်တော့ AC နဲ့စိတ်ချချာကစားခြင်းတော့ကိုပေါင်းအောက်တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးချယ်ပေးနေပါတယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့ Liverpool နဲ့ Bellic ပွဲဗျ Bellic က Arsenal ကိုရှုံးနေတယ် Liverpool ကလည်းဆက်လက်ရှုံးနေတယ် Blackpool အဲ့ကြတော့နှစ်သင်းသမားရှုံးနေထားရဆိုပေမဲ့ Liverpool ကတော့ ဒါတင်းမြားလေးဘွယ်စင်မှာရှုံးနေနေတွေ့ထားပြီးတော့ဘူရဘွယ်စင်ဒီဂျားလေးဘွယ်စင်မှာကောင်းတယ်လို့ပြောလို့ရမယ်ခရစ်တာဘက်လေးကလည်းရုံးကန်အရှိတပြဒါပေမဲ့လီဗာပူးကတော့ဘောရည်ရှိတူဆိုရင်အရှုံးလေးကိုပေါင်းကြီးသုံးလုံးတွေဖောက်ပေးထားတယ်ဒါပေမဲ့လီဗာပူးတိုက်စစ်ပိုင်းမှာဒညာပြဿနာရှိနေတယ်ဒါတော့ဒီကိုသွန်းနိုင်မလားလူငယ်ကစားသမားလေးရုံးလေစားရုံးလာနိုင်နေဆိုရင်တော့မှခရစ်တာဘက်လေးကိုဟိုပြက်ကြည့်တော့ဆက်လက်ပြီးသွန်းနိုင်မှာမဟုတ်ဘူးဒါကျွန်တော်ရဲ့ခံမှန်းပေါ့နော်ကျွန်တော်ရဲ့ဒါအထွေးပေါ့ ကျွန်တော်အမြင်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီစက်ကြောက်ရွေးချယ်ပေးရမယ်ဆိုရင်လည်းဒီလီဗာပူးနဲ့ခေစာပဲလို့ပြောစင်ပါနောက်ထပ်၉ဘောင်းအောက်ကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့၉ဘောင်းကိုတော့ကိုယ်နဲ့တင့်တော်မစင်းနဲ့ပဲလိုက်ပြီးစောကစားသိကျင်ပါတယ်နောက်တစ်ဝက်ဖြစ်တဲ့ဆဝမ်စီနဲ့မန်စီးတီးသွားမယ်ဗျဆဝမ်စီနဲ့မန်စီးတီးကဆဝမ်စစ်ကတော့ဒီနေ့သာချန်ပီယံရှစ်ဘက်မှာရှိနေပြီးရောမန်စီးတီးကအင်္ဂလန်ပရီးမီးယားလိဂ်ပြဆိုတော့မန်စီးနောက်ဆုံးကစားကပွဲစဉ်မှာလည်းအင်္ဂလန်ပရီးမီးယားလိဂ်မှာဒါရှုံးနေထားတယ်ဆဝမ်စစ်ကတော့ဒါပြောကြမလို့ကတော့ချန်ပီယံရှစ်မှာအရှုံးသက်နိုင်တယ်လည်းရှိတယ် ။အဲမက်ဆီဒီလိုအသင်းကြီးကအိမ်ဝင်ဖြစ်တဲ့ဆွမ်စစ်ကိုဝင်းဝင်းမှာနှလုံးသွင်းလာပြောင်းဆုံးစားသပေးတာကိုပေါင်းသေးသုံးလုံးသွင်းဟိုပြောင်းဆုံးအရှုံးသေးဗျ။စဉ်းစားကြရပဲ။မက်ဆီဒီကိုပြန်ပေးရနိုင်လား။ပြီးတော့ပေးရနိုင်ဗျာဒီနီတာကွာတိုလီလာအနေနဲ့ဒါလောက်ကောင်းလုံနိုင်တယ်ဘာလို့ဆိုရင်လူငယ်ကစားသမားတွေထုတ်သွင်းပြီးတော့အနိုင်ရရှိလေးပဲသူကစားတတ်တဲ့အကျင့်တွေရှိရဒီလိုပွဲစဉ်တွေမှာဘလိုပွဲရရင်တမျိုးပေါ့နော်။အဲ့တော့ဆွမ်စစ်ကရုံးလာမယ်ဂိုးတွေအဲ့လောက်ကြီးမပေးရဘူးဆိုရင်တော့မက်ဆီပြတ်သွားရင်တော့ဂိုးကတော့အပြတ်ကြီးတော့ကျွန်တော်တွင်းသွားနိုင်မယ်လို့မထင်မိဘူး ခမန်းရလက်ကတော့ကျွန်တော်နဲ့ဒီနေ့ပွဲစဉ်မှာစဝမ်စစ်နဲ့ဒီမန်စီးတီးပွဲစဉ်မှာလည်းကိုးနေသွားပြီးတော့ကိုပေါင်းအောက်တောင်းလိုက်ပြီးကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်။နောက်တစ်ပွဲဖြစ်တဲ့ဝူပါဟန်ဒန်နဲ့ချက်စီပွဲစဉ်ပါပဲဗျ။ချက်စီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာလည်းရှုံးနေတယ်လို့ဝူပါဟန်ဒန်လည်းရှုံးနေတယ်။အဲကြတော့နှစ်ပင်းလုံးကတော့အင်္ဂလန်ပရီးမားလိဂ်ကနေတွင်းလို့တင်းတင်းရအောင်တက်မယ်ဆိုပေမဲ့ချက်စီရဲ့ဝေခွင့်ရနေပြီးဝူပါဟန်ဒန်ကိုချီတူဆိုရင်ရှုံးသေးကြောတယ်ကိုပေါင်းလည်းတုံးလုံးတူဆာသေးပြီးတယ်။ဒါညီကိုတို့အကြိုက်တယ်ကြီးပဲ။အဲကြတော့အင်္ဂလန်ဖြစ်တဲ့ဝူပါဟန်ဒန်ကပရီးမားလိဂ်ကိုရှုံးနေတယ်ဒီ လိပွဲစင်မှာကောင်းတယ်ဒီလိပွဲစင်ဆိုတာဒီကပ်ဖလားပွဲစင်မှာကောင်းတယ်ပေါ့နော်ပြီးတော့ချက်စီနေရုံမလားတက်စစ်ပိုင်းမှာချက်စီရုံကန်နေရဆိုရင်နောက်တန်းဂိုးတွေပေးပြီးကိုသမားကလည်းဂိုးတွေပြန်ပေးထားတွေ့ရတယ်ဘူပါဟန်နာအတက်ဆိုးတယ်ဒါပေမဲ့ကိုပေါင်းသေးနှစ်ဖက်ပေါင်းသုံးလုံးသွင်းသွားရင်ပြာဆုံးစားသေးပေးထားတယ်ဘော်ဘီစီကချစ်တူရှုံးသေးကျွန်တော်ကိုခတ်မှန်ရလောက်ချက်စီနိုင်သွားရင်တော့မှကတ်နိုင်ပြီးဘူပါဟန်နာလည်းပြန်ပြီးနိုင်သွားနိုင်တယ်ကြအဲ့မဲ့ဘလို့ဖြစ်ပြဒီနေ့ဘွဲစင်မှာလဲကျွန်တော်ဥပဟန်နန်ပေါ်ဒီနဲ့ကျွန်တော်ကိုပါအောက်ကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်နှစ်ကြောင်းပေါ့နော်ဒီဘွဲစင်ဒီကတော့အဲ့လိုပဲကြိုက်နေတတ်ပါတယ် နောက်တစ်ပွဲဖြစ်တဲ့ Newcastle နဲ့စပါကြ။နှစ်တင်းစလုံးကတော့ဒါ England Premier League နောက်ဆုံးကစားတဲ့ပွဲစဉ်မှာနိုင်ရရှိတယ်။ဒါ England Premier League အချင်းမဲ့တွေ့တယ်။ England ဖြစ်တဲ့ Newcastle နဲ့ Tottenham Hotspur တင်းကိုဒါသလုံးသလားပြဆုံးသားပြကြော်လိုက်ကိုပေါင်းသလုံးတွေ့ဆာတယ်။တော်တော်လေးတော့အဆင်ပြေတယ်လို့ပြောလို့ရတယ်။ Newcastle ကစပါကိုသူတို့ဖောက်ပေးထားတယ်ဆိုတော့ Newcastle ရဲ့တိုက်စစ်ပိုင်းကိုသွင်းဖို့လုံလောက်လောက်တော့မရှိဘူးဆိုမဲ့စပါကရမရံကကြောင်ပြောက်တတ်တယ်ကြာ။ကိုသွင်းရင်သူနဲ့မသွင်းဘူး။ဒီလိုပွဲစဉ်မှာဆိုထိတ်ဆော့သွားဖို့ပဲရှိတယ်။အဲ့တော့ Newcastle နဲ့ဒီ Tottenham Hotspur လို့ပွဲစဉ်မှာကျွန်တော်စိတ်ကြောက်ရွေးချယ်ပြရတော့ မြူကဆက်ဘောတွေကိုပဲဒါအရေးစုမီလိုက်ပြီးတော့စကစားသိကြပါတယ်ခင်ဗျာနော်ဟုတ်ပါကျွန်တော်ရွေးချယ်ပေးထားတဲ့အင်္ဂလန်ပေါ့နော်ဒါလစ်ကပ်ဖလားဘွဲစင်တွေမှာဆိုရင်ဒါပထမဆုံးဘွဲစင်ဖြစ်တဲ့အာဂျီနဲ့ဘလိုက်တဘွဲစင်မှာဆိုကိုပေါင်းကိုကျွန်တော်ရွေးချပါလီဗာပူးနဲ့ဘဲလီဘွဲစင်မှာဆိုလည်းကိုပေါင်းအောက်ကိုကြိုက်နေတတ်ပြီးတော့စဝန်စင်နဲ့မန်စီးတီးဘွဲစင်မှာလည်းကျွန်တော်ကိုပေါင်းအောက်ကိုကျွန်တော်ကြိုက်ပါတယ်နောက်ပြီးတော့ဝူဘာဟန်နန်နဲ့ချက်စီဘွဲစင်မှာဆိုအင်ဂူဖြစ်တဲ့ဝူဘာဟန်နန်ဘော်ဒီအပြင်ကိုပေါင်းအောက်လည်းကျွန်တော်ကြိုက်နေတတ်တဲ့ခါကြမြူကဆက်နဲ့စပါးမှာဆိုရင်တော့အင်ဂူဖြစ်တဲ့မြူကဆက်ဘော်ဒီလေးကိုကျွန်တော်ရွေးချယ်ပေးထားပါ ီဘောစင်၅ဘောတော့ညီကလို့တင့်တော်ဈေးတွေနဲ့ဘောတော့ဒါမောင်းဆော့ပြီးတော့ကစားလို့ရပါတယ်နောက်ထပ်ကျွန်တော် body တည်တံ့ရွေးရှက်ပေးချင်တာကတော့ဒါအာဆင်နယ်၉ဘောင်းအောက်ရဲ့နောက်တစ်ပွဲကတော့ဒါချက်စီ၉ဘောင်းအောက်နဲ့မက်ဆီဒီ၉ဘောင်းအောက်ဒါကိုပဲကျွန်တော် body ရွေးရှက်ပေးချင်ပါတယ်အကြရှင်းတူမယ်ဆိုလိုက်ပြီးတော့ဆော့ကစားကြပါခင်ဗျာနော်ကျေးဇူးအားပေးတဲ့ညီကလို့အထူးပဲကျေးဇူးတင်ပါတယ်ခံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ